โอเคဆိုတော့အခုဒီ Miss Universe မြန်မာပြိုင်ပွဲဝင်တွေရဲ့အမ် yeah public speaking စွမ်းရည်စကားပြောစွမ်းရည်ကိုမျက်ဝါးထင်ထင်မြင်လိုက်ကြပြီပေါ့နော်ဆိုအလှမ်းရည်တော်တော်များများလေးတော်ကြရတယ်တေချာလေးပြင်ဆင်လာကြရတယ်အဲနောက်တစ်ခုကကြတော့အင်္ဂလိပ်စကားပြောစွမ်းရည်ရှိတဲ့သူတွေဆိုလို့ရှိရင်အင်္ဂလိပ်လိုတင်ဆက်တာတွေ့ရတယ်ပေါ့နော်တခုပဲဒိုင်းနေထဲမှာအင်္ဂလိပ်စကားနားလည်တာဆိုတော့သက်ဆန်တယောက်ပဲပါတယ်ကျန်တဲ့သူတွေကနားလည်တဲ့ပုံမပေါ်ဘူးအဲ့ခါကျတော့ဒိုင်းနေအနေနဲ့အမှတ်ပေးရတာသူတို့ခက်ခဲတယ်ပေါ့နော် အာဆိုတော့ဒါကလည်းဒီအလှမယ်တွေနေနဲ့ဒီသင်ခန်းစာတစ်ခုပေါ့အင်္ဂလိပ်လိုပြောချင်တဲ့အလှမယ်တွေနေနဲ့သင်ခန်းစာတစ်ခုပေါ့နော်သူတို့ဒိုင်းနေထဲမှာအင်္ဂလိပ်လိုနားလည်တဲ့သူပါလားဆိုတဲ့ဟာကိုသူတို့ကြည့်ရမယ်အဲ့ဒါပြီးတော့မှပဲဒီအင်္ဂလိပ်ဘာသာစကားနဲ့ဖြစ်မလားဆိုတဲ့ဟာကိုသူတို့ရွေးချယ်ရမယ်ပေါ့နော်အာ all right အာနောက်တစ်ခုကကြတော့ဗာလဲဆိုတော့မြို့ကုကိုစန်းမြို့ကုကိုစန်းတေချာလေးပြင်ဆင်လာတွေ့ရတယ်ခမ်ဘက်ကလာတဲ့အလှမယ်တွေထဲမှာအကြိုက်ဆုံးကမြို့ကုကိုစန်းပေါ့နော်ဆိုတော့သူတေချာလေးပြင်ဆင်လာတဲ့သူရဲ့စကားပြောဆိုပုံလေးယူလေးသိန်းတွေကအစအကြည့်တွေကအစနော်သူအဲ့လိုမျိုးတေချာလေးပြင်ဆင်လာတာဆိုတော့အဲ့ဒါကိုအားရတယ်ပေါ့နော်အရင်တစ်ခေါက်ကလိုမျိုးဒီဆက်ကောလက်ကောကောင်းမှလည်းမဟုတ်တော့ဘူးပေါ့နော်အဲနောက်တစ်ယောက်ကကြတော့မနေ့က speech အတိုင်းဆိုလို့ရှိရင်ပြိုင်ပွဲအတိုင်းဆိုလို့ရှိရင်ဒီ winner ဖြစ်ဖို့အထိုက်အတန့်ဆုံးကကြတော့အမ် ခင်ရတနာဆိုခင်ရတနာဆိုတော်တော်လေးကိုစကားပြောလဲကောင်းတယ်စွန့်ရင်လဲကောင်းတယ်တွေးခေါ်တတ်တယ်ပြီးရင်ခက်ဝတ်ပေါ့နော်ဘယ်တော့ခါမှသူရော့မနေခဲ့ဘူးပေါ့နော်ဆိုတော့ခင်ရတနာဆိုကဒီဝိညာဉ်ဖြစ်ပေါ့အတိတ်တန်ဆုံးတော့အခုချိန်ထိမြင်မိတယ်ပြိတ္တတွေကရောဘယ်လိုမျိုးမြင်ကြလဲ